အရှင်ဘုရားတဲ့ဒီကုတိနာယုံကုတိနာရဆိုတဲ့မြို့လေးဟာမြို့ငယ်ကလေးဖြစ်တယ်သူစိတ်ထဲမှာအားမလို့အားမရဖြစ်တယ်ဒီလိုသိငယ်တဲ့မြို့ကလေးသိငယ်တဲ့မြို့ကလေးမှာပြိဋိဘံမဆံမနဲ့အာကိုလောက်တဲ့တရားဓမ္မတွေမရှိဘူးပေါ့အခုလိုသိငယ်တဲ့မြို့သေးသေးလေးမှာရသော်ပြပြိဋိဘံမဆံခြင်းမနဲ့ တခြားမျိုးကြီးတွေရှိတယ်ဆိုပါစို့ဒါစကြိုဆိုတာရှိတယ်စံပါဆိုတဲ့မျိုးကြီးရှိတယ်အင်္ဂါတိုင်းကစံပါမျိုးဆိုတာအလွန်စီကားတယ်မကရာတိုင်းကဒါစကြိုမျိုးဆိုတာလည်းအလွန်စီကားတယ်ကောသလတိုင်းကတာဝတိမျိုးဆိုတာလည်းအလွန်စီကားတယ်တာကေတမျိုးဆိုတာလည်းဝိတာခါတို့နေတဲ့မျိုးမို့အလွန်စီကားကောတမီဆိုတဲ့ဥတေနမင်းတို့ နေထိုင်တဲ့ကောသမီပြည်ကြီးကလည်းအလွန်စီကားတယ်။ဗာရဏသီဆိုတဲ့မြို့ကြီးကလည်းအလွန်စီကားတယ်။အဲ့ဒီမြို့တွေမှာပြိနိဗ္ဗာန်ဆံမဲ့ဆိုရင်အဲ့ဒီမြို့တွေမှာမြတ်စွာဘုရားကိုချီးညိုတဲ့တခါရင်းနေပစ္စည်းဥစ္စာတတ်နိုင်တဲ့ပုဂ္ဂိုလ်တွေအစွမ်းအစရှိတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိလို့အဲ့ဒီနေရာမှာပြိနိဗ္ဗာန်ဆံမာလို့ဆိုမြတ်စွာဘုရားကအာနန္ဒာ အဲ့ဒါလို့မပြောနဲ့ဒီကုတိနာရပြီဟာခနေ့ခင်မှာ မြို့ငယ်ကလေးရှိတော်လဲပဲငါဒီကိုလာရောက်တာအကြောင်းရှိတယ်အတိတ်တမိုင်းကြောင်းတစ်ခုကိုမြတ်စွာဘုရားပြန်ပြီးတော့ဟောပြဒီကုတိနာရဆိုတဲ့ဒီမြို့ငယ်လေးဟာတစ်ချိန်တုန်းကဘုရားလောင်းဘုရားနဲ့ဆက်ဆက်ပြီးတော့ကြီးမားစီကားလာတဲ့မြို့ပြကြီးတစ်ခုဖြစ်ခဲ့တယ်အဲ့ဒီမြို့ပြကြီးဟာကုသဝတီလို့ခေါ်တယ် အဲ့ဒီကုသဝတီမြို့ပြကြီးကိုဗဟုပြုပြီးတော့မဟာသုထတနာဆိုတဲ့စัจจပရိမင်းကြီးဖះအလောင်းတော်ဘဝတုန်းကဖြစ်ခဲ့တယ်။အဲ့ဒီဖြစ်ခဲ့တုန်းကနေထိုင်ခဲ့တဲ့အတိတ်ဆက်ကြောင်းတွေကို အများသဘောပေါက်လောက်သိထအောင် ကုသနာရရဲ့သမိုင်းဟောင်းကိုမြတ်စွာဘုရားပြန်လေထုတ်ဖော်ပြီးတော့မဟာသုထတနာတုတ်တန်ကိုခေါ်ခဲ့တာဖြစ်တယ်။အဲ့ဒီတုတ်တန်ဟောဖို့အတွက်ကုသနာရမြို့ကိုလည်း ရသော်ဘုရားကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်တယ်ဗောဒါကအကြောင်းတစ်ခုရသော်ဘုရားရွေးချယ်ခဲ့တဲ့နေရာမှာအကြောင်း၃မျိုးရှိတယ်အခုလိုမဟာသုဒ္ဓတနစัจဝရီမင်းကြီးအကြောင်းကိုထုတ်ဖော်ပြီးတော့ကုသနာရရဲ့အတိတ်သမိုင်းကိုပြန်ပြောင်းပြီးတော့ပြောပြချင်တာကတစ်ခုဒီကုသနာရမှာရောက်ရှိနေတဲ့သုဘတပြပိုက်ကြီးကိုတရားဟောဖို့ဆိုတဲ့ရည်ရွယ်ချက်ကတစ်ခုဒီကုသနာရပြေမှာဆိုလို့ရှိရင် ဒေါနဆိုတဲ့ဆရာပုံနာကြီးလည်းရှိသည့်အတွက်ကြောင့်ဓာတ်တော်ဝေတဲ့အခါမှာနောက်ဆုံးဓာတ်တော်လူပွဲကြီးနဲ့စစ်ပွဲကြီးဖြစ်သွားနိုင်တယ်ဒေါနဆိုတဲ့ဆရာပုံနာကြီးကဒီနေရာမှာသူကဖြံပြေးပြီးတော့ခလပြေတော်မင်းနေနဲ့ခြေအေးသွားအောင်စစ်ပြေငင်းကြီးကိုလှုပ်ဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ပုံနာကြီးရှိတာကိုလေမြတ်စွာဘုရားသခင်ကိုရောမြတ်ကအကြောင်းတစ်ခုဖြစ်ထက်သွင်းစဉ်းစားပြီးဒီနေရာကိုရွေးချယ်တာဖြစ်တယ်